။သပင်ဆေးဆိုးကြတဲ့ယဉ်ကျေးမှုဟာတစ်နေ့တခြားမြင့်တက်လာနေတာကတော့အထူးသဖြင့်လူငယ်တွေကြားမှာဖြစ်ပြီးအယောင်ဆုံးအသွေးဆုံးအလှသွေးကြွယ်ဖို့ပြင်ဆင်ကြတာပဲဖြစ်ပါလေ။ဒါပေမဲ့ဓာတ်ရုပ်ဆေးတွေနဲ့ရောစပ်ထားတဲ့သပင်ဆေးဆိုးခြင်းဟာထိခိုက်ပျက်စီးမှုတွေအများကြီးရှိတာမို့ဆိုးစိနဲ့မတည့်တဲ့ပြဿနာဟာတစ်နေ့တခြားပုံများလာတယ်ဆိုတာငင်းလို့မရတော့ဘူးလို့အရေးပြားထိန်းသိမ်းကုသမှုဆိုင်ရာအထုကုဆရာဝန်တဦးကတတိပေးလိုက်ပါတယ်။ ူကနှစ်ခုထိခိုက်တာပေါ့အချိန်နှစ်ခုနဲ့ထိခိုက်တာပေါ့နော်တခုကတော့နည်းနည်းလေးပဲပေါက်ကလေးများလာတယ်လို့လေးဖြစ်သွားတယ်ရှားတာလေးနဲ့နောက်တစ်ခါနောက်တစ်ခါထပ်ဆူးတယ်နောက်တနည်းကတော့ဝုံတိုင်းကျဲပြီးတော့ချက်ချင်းကြီးဖြစ်သွားတာလေသူသေးဆိုးရတဲ့အခါမှာချက်ချင်းညီလာမယ်ရှားလာမယ်ရေစီးမှုတွေထလာမယ်နောက်တည့်ရမှာခေါင်းကနေအရေရေစီးကြပြီးတော့ညီနောက်ဆက်တွဲရတဲ့အနေနဲ့ရောအရေကြီးရောင်ရမ်းမယ်ပိုးဝင်မယ်ဖြားမယ်စိတ်ယုံတင်ရမယ် အဲကြာသွားလို့ရှိရင်သပင်းနေအကွက်ပြီးကျက်သွားတာမျိုးတွေဖြစ်တတ်တာပေါ့နော်အဲ့ဒါတွေလည်းတွေ့ဘူးရယ်နောက်ဆိုးဆေးတစ်ခုကတစ်ခါမတည့်ဘူးဆိုနောက်ခါမတည့်တော့ဘူးဘယ်ဆိုးဆေးမှလည်းလိုက်မဆန်းနဲ့မရတော့ဘူးအဲ့ဒါကျမအတွေ့အကြုံကိုပြောပြတာလीအရေးပြားကရောင်ရမ်းလာပြီးဖြစ်လာပြီးဆိုကုတ်လာပြီးကုတ်ဝင်းတန်းတန်းနဲ့အရေးပြားတွေထူအန်းလာမယ်နောက်ပိုင်းမှာဘာဘလို့ရှမ်ပူမှလည်းမခံနိုင်တော့ဘူးဘလို့ဆိုးဆေးမှလည်းမခံနိုင်မယ်နဲ့ဖြစ်သွားတယ်အရေးပြားအယောင်ပြောင်းသွားတယ်အဲ့လိုပဲအရေးပြားတွေထူအန်းလာမယ် နှင်းခုအမှုစားနဲ့တဖြည်းဖြည်းနဲ့နှင်းခုကနေ chronic dermatitis ဆိုတဲ့အရေးကြီးရောင်ရမ်းချက်ကြီးဖြစ်နိုင်တယ်။ခုနကကျွန်မပြောထားသလိုပဲအရေးကြီးကင်ဆာဆိုတာလေဟိုဆာဗက်ဆာအနေနိုင်ငံခြား data တွေမှာတွေ့နေတာဆိုတော့လေဒီလို NDA လည်းရှိပါတယ်။အိမ်ကြီးချင်းနိုင်ငံတွေကနေလှိမ့်ဝင်လာနေတဲ့သပင်းဆိုးဆီးတွေနဲ့အိမ်ကြီးချင်းနိုင်ငံတွေရဲ့သပင်း fashion တွေဟာမြန်မာလူငယ်တွေကို အကြီးအကျယ်ဖန်ဆာထားဆဲဖြစ်ပါတယ်။အထူးသဖြင့်ကြံကာလတွေမှာဖြစ်ပြီး အရေးပြဆိုင်ရာပြဿနာတွေပိုအဖြစ်များတယ်လို့ဆိုပါတယ်။သဘင်ဆေးဆိုးရတာသဘောကျတဲ့သူစားအောင်ကတော့သဘင်ပျက်စီးမှုတွေရင်ဆိုင်နေရပေမဲ့လည်းဥယျပြားတွေဆက်ပေမဲ့လည်းစိုးနေအောင်မယ်လို့ဆိုပါတယ်။ကိုယ်မနေ့ကညလုံးအတွက်ကိုဆွဲရအောင်နည်းနည်းပါတော့ပါသွားတယ်ဒီနေ့ဆေးအင်းတိုင်းညအလိုရရတယ် ီလိုမျိုးကလည်းဥိဓာရဆက်လာတယ်တိုင်းတော့မကြုတ်ဘူး။သူများရဲ့လိုစေးစုဝင်ဖြစ်တာကများမလေးတော့မကြုတ်ဘူး။တော့ခါတော့ဖြစ်တယ်။ဒါပေမဲ့အခုကတော့ဒီတော့စီမင်းနဲ့အနက်ပေါ်လာဖတ်စီအခုတော့မဆိုသေးဘူးဒီတော့အနက်ကိုပြန်ဖတ်စီပါမယ်။စပင်းစိုးစည်းတွေဟာဈေးပေါ်တာရောဈေးကြီးတာရောလူကိုကောင်းကျုံမပေးတဲ့ဓာတ်ပစ္စည်းတွေပါတာမို့မဖြစ်မနေစိုးရမယ်ဆိုရင်လည်းစနစ်တကျရောစပ်ဖို့သာလိုတယ်လို့စပင်းအလှပြုပြင်ရေးဆိုင်ပိုင်ရှင်တွေကပြောဆိုပါတယ် စိုးရိမ်ဒီမှာညတော့မမှန်တော့ပေါင်းကျိုးလို့မသိဘူးเนาะအဲတချို့တွေကလည်းမမမဆောင်လာလို့ဆိုတာရှိတယ်သူကိုအုပ်ချင်လို့ဆိုတာရှိတယ်ဒါနဲ့ community မှာညတော့ဒီဘဝကိုဒီဘဝကိုစံပြီးတော့စေးရောတောင်းလိုက်တယ်ဆိုတော့ဒီဥစ္စာမှာကောင်းမလားဟိုစပါးရရှိတော့ဘာကြည့်ကြည့်ဒီစပယ်စံသာလူငယ်စံသာအနေနဲ့ကြည့်အောင်ကျော်ကမှရှိမှာပေါ့ကျွန်တော်ချက်တော့ စိုးစည်းမှာပါဝင်တဲ့ hydroperoxide acid ပျော်ဟာသပင်ရဲ့ကြွေသွားတွေကိုဖျက်ဆီးပြီးမှအယောင်ပြောင်းရတာမို့သပင်ပျက်စီးမှုအတိုင်းအစပမာဏဟာဆေးရုံးဆက်တဲ့ acid ပမာဏပေါ်မှာမူတည်နေတယ်လို့တိုနီထွန်းထွန်းကဆိုပါတယ်။လူကြီးလူငယ်မရွေးသုံးဆွဲနေတဲ့သပင်စိုးစည်းဟာ မရှိမဖြစ်အနေရတစ်ခုဆိုပေမဲ့လူငယ်တွေအနေနဲ့အရေးပြားပျက်စီးမှုနှုန်းစောစောစီးစီးဖြစ်နိုင်တယ်ဆိုတာကတော့လှကျင်သူတွေအတွက် စဉ်းစားမိဖို့လိုနေသေးတယ်ဆိုတာကတော့သိကြပါလိမ့်